ဟယ်လိုမင်္ဂလာပါနော်အမအခုနည်းနည်းလေးအရေးကြီးတဲ့ဟာလေးပြောချင်လို့အမကညီမလေးတယောက်ကချက်ပေါက်မှလာမိထားတယ်သူကတဲ့ work permit NTS နဲ့တဲ့ accountant ကိုသူလုတ်ချင်လို့လစာ2000မှာပေါ့လစာလေးလည်းမစိုးဘောနော်အဲ့ဒါသူ8 agent ကိုသူအဲ့ရင်ကောင်းမလားတဲ့သူကလာမိတယ်ဆိုတော့အမအံ့ဩသွားတယ် work permit NTS ဆိုတာပေါ့ကွာဖိလစ်ပိန်းလိုပါလို့ပေါ့နော်ထားလာလိုက်တော့ China အလွယ်ဆုံးတွေ့ရင် China PRC နဲ့ Malaysia မပါတဲ့ work permit ပေါ့နော်အေးအဲ့ဒါတွေကဟို NDS လို့ခေါ်တယ်မြန်မာပေါ့ငါတို့မြန်မာ NDS work permit NDS ကျန်နေဟာစဉ်းစားနေအေးအဲ့လိုလူမျိုးကအဲ့အမတို့နိုင်ငံဟာတို့တွေက work permit NDS နဲ့ office by admin account လုံးဝလုပ်လို့မရနော်လုပ်လို့မရဘူးဘယ်ဟာမှလုပ်လို့ရလဲဆိုရင် aspect အမျိုးတကယ်ယောက်ျား aspect နဲ့လှုပ်လှုပ်တယ်လစာ6000ပြားတဲ့အတွက်သူ့မိမနဲ့ကလေးကိုဒီနိုင်ငံကိုခေါ်ထားတယ်စင်ကာပူမှာခေါ်ထားတယ်ဆိုနေခွင့်ရှိတယ်ဟုတ်တယ်နော်အေးအဲ့နေခွင့်ရှိတယ်မှာသူ့မိမအလုပ်လုပ်ချင်တယ်လှုပ်လှုပ်ချင်တဲ့အတွက်သူကအလုပ်ရှာတယ်အလုပ်ရှာတော့သူကဒီလို office ပိုင်းရတယ်ဆိုရင်သူ့မှာငကိုက dependent pass ရှိတယ် DP ဆိုတာရှိတယ်အဲ့အတွက်ဆိုတော့ကုမ္ပဏီကနေပြီးတော့ဒီ DP နဲ့ DP သမားကို work permit ရှောက်ပေးလို့ရတယ် ဘာမှမရှိရဲ့လို့ဆိုတော့ကဲညီမလေးတို့ဒီတိုင်းအလုပ်လာလုပ်မဲ့လူတွေက work permit နဲ့လုပ်လို့မရဘူး office မှာ expat ပဲရတယ်နော် work permit NDS က office မှာ လုပ်လို့ရတဲ့ main ကလေးဆိုတာကအိမ်အောင်အလွယ်လွယ်ကူကူကအလွယ်တွေးလိုက်အိမ်အောင်ရှိပြီးတယ်ဂျပန်သူဂျပန်နဲ့ pass ခြင်ထားတဲ့လူက work permit NDS နဲ့အမားတို့အဲ့ကြိုင် office ကရှောက်ပြီးလို့ရတယ်ဒီတိုင်းပလိန်ဘာမှမရဘူး work permit NDS နဲ့ office မှာလုပ်မယ် accountant လုပ်မယ် agent เนี่ยလာစား2500ကောင်းလဲဆိုအဲ့ဒါလိမ့်နေတာတေးကြပြီเนาะလုံးဝမရဘူးเนาะဘာဖြစ်လို့လဲဆိုအမအရင်ကုမ္ပဏီရောအခုကုမ္ပဏီမှာဟောเนาะမတခါဖိလစ်ပိန်းပေါ့เนาะဖိလစ်ပိန်းကိုဝတ်ပါမင်းနဲ့ရှောက်ပြီးဘူးတော့မေးရောဖိလစ်ပိန်းကိုမရဘူးလေသူပြော office ဘိုင်းမှာလုံးမဲ့လူဝတ်ပါမင်းက main ကလေးပေါ့เนาะ main ကလေးပဲထားပါဆိုရောကြလိမ့်မယ်မလေးရှားမရတယ်เนาะ ကျဲနေလူမရဘူးရတဲ့လူကတပန်းနဲ့ pass ကင်ထားပြီးတဲ့လူကအခု rose chain ွားလေဟိုတော့ဟိုတော့ဆိုတပန်းနဲ့ pass ကဒီတိုင်းအလုပ်ဝင်လုပ်လို့ရအခုဆိုရင် SPS EP ရဲ့တပန်းနဲ့ pass ကအလုပ်လုပ်မယ်ဆိုရင်သူကကုမ္ပဏီက work permit ပြန်ချိန်ပြီးရတယ် work permit ချိန်ရတယ်ဒါဆိုသူကကက်နှစ်ခုကင်လို့ရကွာကက်နှစ်ခုကင်တဲ့သဘောပေါ့အဲ့လိုဆိုရင်သူကလှုပ်ခွင့်ရှိတယ်အဲ့အတွက်ဆိုအမျိုးသားတပန်းနဲ့အမျိုးသား aspect ကတစ်ခုခု အလောက်ရှာလို့ပြုတ်သွားတာပဲဖြစ်ဖြစ်ကိုဒါကြောင့်ဖြစ်သွားပြုတ်သွားဆိုရင်သူ့ရဲ့ dependent pass ကပြဲသွား agent ဝတ်ပါမိတ်ကလည်းပြဲသွားမယ်နော်သူက link ချိန်ထားတယ်နော်ဒီတိုင်းဘလိုင်းလုံးဝလုပ်လို့မရဘူးအဲ့ဒါအမစိတ်ဘူးလို့ပြောတာလွယ်လွယ်လေးနေမယုံလိုက်ပါနဲ့ဒီမှာဥပဒေအမျိုးမျိုးပြောင်းနေတယ်နော်ကိုကကိုကိုစဉ်းစားပါရတယ်ဝပမင်း NDS ဆိုတာကဲဟိုဗါလေဇာတော့ဆိုင်လို့ဟိုအခုဖုကောက်မှာတော့လုံလို့ရတယ် office ပိုင်းလုံးဝလုပ်လို့မရဘူးနော်အဲ့ဒါကိုသိချမှတ်ထားပါနော်အမမ M1 email ကိုရရှယ်ဒါပေမဲ့ဒါတွေကအမကထုတ်ပြလို့မရလို့နော်ကျေးဇူးတင်ပါတယ်